မင်္ဂလာပါရှင်။ຫນွေဥတရင်ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ရောင်လောင်းသွားပို့တဲ့တန်နေအောင်မြို့မလူမှုကွန်ကြီးရင်တိမ်မောက်ပြီးအသင်းဥဒရသေးဆုံး။ရောင်တိုင်းတန်နေမြို့နယ်ကနေမကွေးတိုင်းရောင်လောင်းသွားပို့တဲ့ပရာဟိတရင်တိမ်မောက်ကနေအသင်းဥဒရသေးဆုံးခဲ့ကြောင်းသိရရှိပါရယ်။ တန်နေမြို့နယ်ကအောင်မြင့်မော်လူမှုကွန်ရက်ကဲစဲအတင်းအောင်ပြေကန်တော်မှ20ရှင်တွေကမကွေတိုင်းဘက်ကိုယုံလောင်သွားပို့ပြီးနောက်အပြန်တောင်ညွလန်းတနေရာမှာရှင်သိမ်းမောက်ခဲ့ကြောင်းကားပေါ်ပါဥက္ကဋ္ဌဦးစိုးနိုင်ခေါ်ဦးကြည်ကန်နဲ့တခြားအတင်းသားတက်ဟွာတန်ရာရရခဲ့ပြီးနောက်ရန်ကုန်စေယုံကြီးမှာကုသခဲ့ရကြောင်းဤဆက်တွေကပြောတယ်။အဲဒီနောက်လေးရကြဒီဇင်မာနေရမနက်ပိုင်းမှာတော့တင်းဥက္ကဋ္ဌဖြစ်သွားကွယ်လွန်သွားခဲ့ကြောင်းဤဆက်တွေကပြောပါတယ်။မကွေတိုင်းကိုတန်နေကဓာတ်ပေါ်တွေပို့ပြီးတော့ပြန်လန်းပြင်တဲ့နေရာမျက်ကွယ်ဖြစ်နေလို့မှောက်သွားလို့ပြောတယ်။ ောင်မြင့်မို့လူမှုကူညီရေးကစင်းရာတန်လင်းမြို့နယ်မှာဆေးရုံမှာလူနာတွေကိုတခြားဒေသကိုမကြာခဏလွှဲပြောင်းပို့ဆောင်ပေးရတဲ့အရေးပေါ်ကားတစ်စီးဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်ဘေးသင့်မြန်မာနိုင်ငံမှာဘိန်းဆိုင်ပြုံမှုဆယ်နှစ်အတွင်းအမြင့်ဆုံးရောက်ရှိလာပြီးမှောက်ခိုလုပ်ငန်းမျိုးမျိုးစုဝေးရာဗဟိုချက်ဖြစ်လာ။ကမ္ဘာဘိန်းဆိုင်ပြုံမှုနံပါတ်၁နိုင်ငံအဖြစ်မြန်မာနိုင်ငံဆက်လက်ရည်တည်စစ်ဘေးသင့်မြန်မာနိုင်ငံမှာဘိန်းဆိုင်ပြုံမှုဆယ်နှစ်အတွင်းအမြင့်ဆုံးကိုရောက်ရှိလာကြောင်းကုလသမဂ္ဂရထုတ်ပြန်ကြေညာသိရတယ်။ကုလသမဂ္ဂရဲ့ယနေ့ပေါ်တဖုန်နဲ့ထုတ်ပြန်ကြရာမြန်မာနိုင်ငံရဲ့ဘိန်းဆိုင်ပြုံမှုက၁၀နှစ်တာကာလအတွင်းစံချိန်တင အမြင့်ဆုံးကိုရောက်ရှိခဲ့ပြီးထွက်ရှိလာတဲ့ဘိန်းဖြူကိုနောက်နိုင်ငံဈေးကွက်တွေကိုကုသရောင်းဝယ်နေတဲ့အစောပိုင်းလက္ခဏာတွေတွေ့ရှိရပါတယ်။စစ်တမ်းတင်းတဲ့မြန်မာနိုင်ငံမှာတရားမဝင်တပ်ထုတူဖော်ခြင်းကနေကြားဖြန့်လိမ်လည်မှုတွေအထိမတာဖတ်မင်းနဲ့ဘိန်းဖြူကဲ့သို့တရားမဝင်မှုရေးစေဝါးတွေထုတ်လုပ်ခြင်းတွေအမျိုးမျိုးသောမှောက်ကိုလုံကနေစုဝေးရဗဟုချက်ဖြစ်လာနေကြောင်းမြန်မာနိုင်ငံကကမ္ဘာထိပ်တန်ဘိန်းဆိုင်ပြိုထုတ်လုပ်သူများထဲမှာချိန်ကြာမြင့်စွာပါဝင်ခဲ့ပြီး2022ခုနှစ်မှာအာဖဂန်နစ္စတန်မှာတာလီဘန်အစိုးရကနေဘိန်းလုပ်ငန်းကိုနှိမ်နင်းပြီးနောက်ကမ္ဘာအဆင့်တင့်နေရာကိုရယူခဲ့ကြောင်းသိရပါဗျာ။ 2022ခုနှစ်စက်တင်ဘာလတိုင်းပြည်နယ်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်အတွက်ရန်ပုံငွေထောက်ပံ့ပေးရမှာတရားမဝင်လုပ်ငန်းတွေကအဓိကဝင်ငွေရင်းမြစ်တွေဖြစ်လာကြောင်းကုလသမဂ္ဂမှုရဲ့စေဝါနဲ့အရာဆွေးမှုဆိုင်ရာယုံ UND UNODC ရဲ့အစဉ်ခံစားရရခုနှစ်မှာမြန်မာနိုင်ငံမြေပေါ်မှာမိန့်ဆက်ပြတဲ့ဧကမဟန်တာ9300ကျော်ကျော်လွန်ခဲ့ပြီးတော့2015ခုနှစ်နောက်ပိုင်းမှာအကြီးဆုံးနယ်မြေဖြစ်မှတ်တမ်းတင်ခဲ့ကြောင်းသိရတယ်။ မြန်မာနိုင်ငံမှာပြည်တွင်းစစ်မဖြစ်ပွားမိကပင်ဘင်ကိုကျေပြန့်စာစိုက်ပျိုးခဲ့ကြပြီးစစ်ပွဲကြောင့်မှန်ကိုဈေးကွက်တွေပုံမအကောင်လာကြဘဝဆွေရအားနေလာခြင်းထိုင်ပေါ်တဲ့အကြောင်းဆက်မှုလုံခြုံရေးအဆောက်အုံတွေပြည့်စည်သွားခြင်းနဲ့ဆင်ရမွေးတွေမြင့်တက်လာခြင်းတို့ကြောင့်ဆင်ရငယ်မှုတွေတိုးတက်လာနေပါတယ် UNDA UNODC အစီအစဉ်ခန်းစာမှာမတည်ငြိမ်မှုဖြစ်ပါကလယ်သမားတွေကိုဘင်းဆိုင်ပြိုးခြင်းစီတို့တွန်းပို့နေတော့လဲပြင်းထန်လာတဲ့ပလိပခါနဲ့မလုံခြုံမှုတွေကြောင့်၎င်းတွေရဲ့ဆိုင်ခင်းတွေကိုဂရုစိုက်ရန်ပုံမခတ်ခဲလိုက်လို့ဖော်ပြတယ် စစ်ပွဲအတွင်းလက်သမားရည်နယ်လန်နဲ့ငိုင်ဖွဲ့နှစ်ဖက်လုံးမှာငွေငွေရှာနိုင်တဲ့နီလန်နေတဲ့အတခုမှဘိန်းဆိုင်ပြိုခြင်းဖြစ်ပြီးရင်းဘိန်းဆိုင်ပြိုဘိန်းဆိုင်ခင်းတွေက2024ခုနှစ်ကနေစပြီး18ရာခိုင်နှုန်းတိုးလာတော့လေယခုနှစ်ထွက်ရှိအထွက်နှုန်းမှာတန်တထောင်နဲ့ရေဘူအပြင်ပြောင်းလဲမရှိဖြစ်နေကြောင်း UNODC အစီအကံစာမှတ်ချက်ပြုပါတယ်ဆလဘီစားတောင်မျိုးတိန်ကြောင်းတရာအောင်မှာစစ်တပ်ကတပ်ဖြတ်ခဲ့ပြီးသူငါအောင်ကရုံလောင်းတွေကိုတွင်းရှိစစ်တပ်စစ်ကြောင်းကကြေးရဆန်ကားအထက်မင်းကိုမိရှုဖြက်စီခဲ့။သခိုင်းနိုင်သခိုင်းမြို့နယ်စားတောင်မျိုးတိန်ကြောင်းတရာအောင်မှာဂျပန်စစ်တပ် တပ်ဖြတ်ခဲ့တဲ့ပြည်သူ၅ဦးရုပ်လောင်းနေတွေ့ရှိခဲ့ကြောင်းဝလ Information Network တောင်းခံကပြောတယ်ထို့သောရုပ်လောင်းနေတွေ့ရှိခဲ့နေရကိုဝလမြတ်နယ်အနောက်ခြံတီရာသာကြီးရမှာတက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကနိုဝင်ဘာလပိုင်းကစပြီးအချိန်ချင်းစစ်ဆောင်ထုတ်နေခြင်းဖြစ်ကြောင်းနိုဝင်ဘာလ၃ရက်နေ့ကလည်းဂျပန်စစ်တပ်စစ်သားရာသာကြီးရမှာထွက်လာပြီးမောင်ကလေးရွာကိုဝင်ရောက်စီးနှင်ကပြည်သူ၄၀ခန့်လူသားတိုင်းဖြစ်ပန်းစီသွားကလက်ရှိချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရတယ်။ မကြဘတ်စစ်သားရဲ့တပ်ဖြတ်သွားပြည်သူငါအုပ်ကမြေသူမြေဝါဖြစ်တာကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲရုပ်လောင်းတွေမှာလည်းပုံပေါ်နေကြအောင်ထို့ပြင်ကြဘတ်စစ်တပ်စစ်ကြောင်းကလက်ရှိချိန်တွင်ဝက်လက်မြွနယ်နဲ့စားတာမြို့နီကိုစစ်ကြောင်းထုတ်နေဆဲဖြစ်ပါတယ်ဝက်လက်မြွနယ်အတွင်းစစ်ကြောင်းထုတ်နေတဲ့ကြဘတ်စစ်တပ်ကအော်တိုဘာလနဲ့နိုဝင်ဘာလအတွင်းရွာတော်ကုန်းရဓမ္မကုန်းရထုံပိုရမူကြီးရတနောင်းရလှတော်ရရွှေကျင်ရဦးတီကုန်းရတရကြီးရစီကံမြောက်ရတို့ကိုမိရှုဖြက်စီခဲ့ပြီးရာနှစ်ချီတော်နေနေမိလောက်ပြကြခဲ့ပါတယ် ။ထို့ပြင်ဂျာပန်စစ်တပ်စစ်သားကြောင့်လက်ရှိချိန်ထိဝက်လက်မျက်နှာတွင်မှရှင်ရွာသားကြီးထုံဘိုးတနာဦးအုပ်ဖို့ကုန်းဟောက်ကိုစုံကပြောတော့တကောင်းတောင်ကရူးတွေပါဝင်ဒီနောက်ရှိကြရီမှာပြည်သူ2000ကျော်ကပြေးလွှာထွက်ပြေးတင်ဆောင်နေကြရပါတယ်။ဆလဘီကချင်မပြန်လာတဲ့တန့်ဆယ်သားတွေကိုစစ်အုပ်စုက PDF တွေဖြင့်ဆွဆွဲဖမ်းဆီးထိုင်းစံတပ်ဖြတ်ခဲ့ကြအောင်ထွက်ပြေးလွတ်မြောက်လာသူနှောင်းပြောပြ။စကိုင်းနိုင်ငံကမလူမျိုးနဲ့ဆေးဥစုကိစ္စကံကနေကချင်ပြည်နယ်ကပြန်လာတဲ့ အရသာ၁၁ယောက်ဖမ်းဆီးခံရပြီး၄ယောက်တပ်ဖြတ်ခံရက၂ယောက်ထွက်ပြေးလွတ်မြောက်လာရလို့ကျွန်းလာကမ်ပလူတက်ကြလှူရှာသူဖွဲ့ကမ်ပလူခရိုင်ကထုတ်ပြန်ပါတယ်။ဖမ်းဆီးခံရသူတွေမှာတက်ကြီးပိုင်းနဲ့၃နှစ်ရွယ်ကလေးငယ်ပါဝင်အမျိုးသား၉ယောက်နဲ့အမျိုးသမီးမိဖွားနှစ်ယောက်ပါဝင်ပြီးအကုန်လုံးကတန်းဆန်တဲ့သူတွေနဲ့သားတွေဖြစ်ကြောင်းကျွန်းလာကမ်ပလူတက်ကြလှူရှာသူဖွဲ့ကပြောတယ်။အင်းနေညနေပိုင်းမှာပဲဆေးဥစုကသူတို့ဖမ်းထားရတဲ့ကနေချောင်းဆောင်ရွာကနေကားဒရိုက်ဘာဖြစ်သူနဲ့အရသာတယောက်ကိုတံပိုဂိတ်ကိုခေါ်ဆောင်သွားခဲ့ကြတဲ့သူတို့ပြန်လာချိန်မှာတော့ကားဒရိုက်ဘာဖြစ်သူမပါလာတော့ဘူးလို့ထွက်ပါလူငယ်ကဆက်လက်ပြောဆိုတယ်။ ဖန်ဆင်းခံရသူတွေကိုစေအောင်စုတွေက PDF ဖြစ်ဆွဆွဲပြီးနရွက်ဒေတာနဲ့မို့တော့ခြေလက်တွေရိုက်နှက်ပြီးနှိပ်စက်တာကြောင့်ထွက်ပြခတ်ခဲခဲ့ကြောင်းထွက်ပြမှာလည်းနောက်ကနေတနက်နယ်လိုက်ပြတာ drone နဲ့ရှာမျိုးတွေလုံဆောင်ခဲ့ကြောင်းသိရတယ်။လွန်မြောက်လာသူနောက်တယောက်ကလည်းကျွန်တော်ကွင်းမြင့်ကြီးတဲ့ဒူထောက်ခိုင်မအိတ်တော်လဲအဲ့ဒီကွင်းမြင့်နေဘာမှမပါပဲအေးရတယ်။ဒီကြားရတဲ့သူတို့မူလိုက်တလဲစီလာရိုက်တယ်။နောက်ပြီးချင်းရတဲ့ဒေညာရောမနဲ့ရောရေတယောက်တစ်ခွက်အလောင်းခံရသေးတယ်။ဈေးကမပါသေးလို့လွတ်လာတာပါ။ ဒါကြောင့်ကျွန်လာကမ်လူတက်ကြလို့ရှာသူများအဖွဲ့ကမ်လူခရိုင်ပါဝင်တွန်လင်းအင်အားစုတွေကတော့ဆေးရုပ်စုကိစ္စကနေရှာရွှေဖို့မြင့်ချင်တာပြောလမ်းပိုင်းထက်ကွင်းလန်းတွေကိုပို့ပြီးတုံပြူစေချင်တယ်လို့သိပေးပြောတယ်ကမ်ဘလူမျိုးနဲ့ရွှေဘိုမြင့်ချင်တာပြောလန်းကျော်ကဘူကုံစပယ်နန်သာဆောင်းတဲ့အချမ်းဖတ်အထိုင်းကိစ္စကန်တွေဟာခီးသားလူငယ်လူရဲ့အမျိုးသားရည်သားမကဖုန်းကြီးနဲ့အမျိုးသမီးတွေပါဖန်ဆီးလေရှိပြီးအရက်သားရန်နဲ့ချီဖန်ဆီးခံတာအကြောင်းသိရပါဗျ။ ပြီးခဲ့တဲ့အောက်တိုဘာ30ရက်ကနိုဝင်ဘာ10ရက်တွင်ကမ္ဘလူမျိုးနဲ့ရေပုံမြင့်ကြီးနာပြွာလန်းကျောင်းဘူကုံစစ်တပ်အထိုင်စခန်းမှာပေါ်တာဆွဲဖန်စီခံအမျိုးသားရှိခဲ့ပြီးအဲဒီတက်ကလေးယောက်ဟာလည်းစစ်အုပ်စုရဲ့ကျွလအချုပ်ခန်းကနေခိုက်ခိုက်ခဲခဲနဲ့ပြန်လည်လွတ်မြောက်လာခဲ့လို့သိရတယ်။အိုင်လိုဖန်စီမှုအဒေတာတင်တင်ကန်းဝေလက်နက်ကင်ဝါတာဝိုင်ပြူစောတီတက်အင်အားအတွက်ဖြစ်တယ်လို့ကျွလကမ္ဘလူတက်ကြလှူရှာသူများအဖွဲ့ကမ္ဘလူခန်းကပြောပါတယ်။ဆက်လက်ပြီးအာနာသိန်းစစ်တပ်လေးကျောင်းတိုင်းခိုက်မှုအကြိမ်4000ပြုလုပ်ထားပြီးလူပေါင်း4250တိတ်ဆုံးခဲ့ကြအမှုကြီးထုတ်ပြန် မြန်မာလိုက်ဦးဆောင်တဲ့ဂျမ်ဘတ်စစ်တပ်ဟာ2022ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း4000ကျော်လောက်ဆောင်ထားပြီးအဆိုပါတိုက်ခိုက်မှုအကြောင်းလူပေါင်း4000ကျော်သေဆုံးခဲ့လို့မြို့သားညွှန်ဆွေရအန်ယူဂျီလူခွင့်ဆိုင်ဝန်ကြီးဌာနကထုတ်ပြန်တယ်။အန်ယူဂျီလူခွင့်ဆိုင်ဝန်ကြီးဌာနကပြုစုထားတဲ့စီရင်ချက်လျက်အရစစ်တပ်အာဏာသိမ်းစကနေ2025ခုနှစ်နိုဝင်ဘာ30ရက်ဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း4000ကျော်အကြောင်းသိဆုံးသူစုစုပေါင်း4480ရှိခဲ့ပြီးအဲဒီထဲမှာ16ယောက်ကလေးတငယ်186ယောက်ပါဝင်ပါတယ်။ ဒါအပြင်ဂျပန်စစ်တပ်လေးကြောင်းတိုက်ခိုက်မှုတွေကြောင်းစာတင်ကြောင်း430ကြောင်းစစ်ရုံစေကန်139ခုနဲ့ဘာသာရေးဆောင်621ခုပျက်စီးဆုံးရှုံးခဲ့ပါတယ်။စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေမှာလေယာဉ် drone, ground mortar နဲ့ giant copter စတဲ့အသုံးပြုမှုတွေရှိလို့ထုတ်ပြန်နေ။အနာဒိစကောင်စီကနိုင်ငံရေးထွက်ပေါက်ဖြစ်တရားမှုရေကောက်ပွဲကိုတင်းကျပ်ကျင်းပဖို့ပြင်ဆင်နေတယ်လို့တစ်ဖက်မှာလည်းကြံဖတ်မှုတွေကိုပုံမှန်ချိန်မြှင့်လောက်ဆောင်ပြီးကြံဖတ်မှုရေအတွက်ကိန်းဂဏန်းတွေဟာလပိုင်းတွင်မြင့်တက်နေရလို့ဆိုပါတယ် ဆက်လက်ပြီးမွန်ပြည်နယ်မှာစစ်မှုရန်တပ်သားတစ်ပေးဖို့စစ်ကော်မရှင်ဖိအားပေးပြန်မွန်ပြည်နယ်မှာအနာသိစစ်ကော်မရှင်အကြတို့ကျင်းပမယ်ရွေးကောက်ပွဲနီးကပ်လာချိန်စစ်မှုရန်တပ်သားတစ်ပေးဖို့ဖိအားပေးနေရလို့အမြင်ဖော်လိုတဲ့အုပ်ချုပ်ရေးမှူးတွေကပြောတယ်စစ်ကော်မရှင်ကကုလအတွင်းဖွင့်လှစ်ဖို့ရှိနေတဲ့ပြည်သူစစ်တင်တဲ့အပတ်စဉ်20အတွက်သက်ဆိုင်ရက်ကွက်ကြေးအုပ်ချုပ်ရေးမှူးတွေကိုစစ်မှုရန်တပ်သားတစ်ပေးဖို့ဖိအားပေးလာဖြစ်တယ်စစ်ကောင်စီကပြည်ခဲ့ရပိုင်းကလည်းစစ်မှုတွေမပေးနိုင်တဲ့အုပ်ချုပ်ရေးမှုတွေနေနဲ့အရေးယူခံမယ်ဆိုတာသိရှိကြအောင်ခံဝင်ကလေးလက်မှတ်ထိုးခိုင်းခဲ့ပါတယ် ဒါပေမဲ့တချို့ရက်ွက်ကြီးအုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းတပ်သားအတွက်တဝူးလင်းငွေကြေး30000ကနေ30000ထိပေးပြီးလိုက်လံဝယ်ယူရရှိနေပါတယ်။မနာသိန်းစစ်ကောင်ရှင်ကသူတို့ထိန်းချုပ်ထားတဲ့မှုပြင်းနေမှာတော့စစ်မှုထမ်းတင်တန်းတွေကိုလဆင်ဖွင့်လှစ်ပြီးတင်တန်းစစ်တပ်သားတွေကိုတော့ရှေ့တန်းကိုချက်ချင်းပို့ဆောင်နေရပဲဖြစ်ပါတယ်။မုံပြင်းနေမှာစစ်ကောင်ရှင်ပြည်သူစစ်မှုထမ်းတင်တန်းပတ်စင်တစ်ကနေပတ်စင်16ဒီဒေတာတွေကလူငယ်35ထက်မနည်းစစ်သားစုဆောင်ခံနာပါတယ်။နားဆင်အားပေးကြတဲ့အတွက်အထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။